တမီးလေးမြာမိုးခင်ကကို ခရစ်စတန်ဘာသာဝင်အဖြစ်သွတ်သွင်းကဘုရားသခင်ရဲ့သာသမီဖြစ်စေခဲ့တဲ့အဆိုတော်ချမ်းချမ်းမင်္ဂလာပါပရိသတ်ကြီးရှင်အဆိုတော်ချမ်းချမ်းဟာပထမအိမ်အောင်ဖြစ်တဲ့တယောက်ဆောင်ဖုံတိုင်းနဲ့အိမ်အောင်ကြပြီးတဲ့နောက်တမီးလေးမြာမိုးခင်ကကိုတမီးဦးလေးအနေနဲ့ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်ကိုကိုရဘာသာမတူကြတဲ့အဆိုတော်ချမ်းချမ်းနဲ့တယောက်ဆောင်ဖုံတိုင်းတို့ဟာနောက်ပိုင်းမှာအိမ်အောင်ရေးအဆင်မပြေဖြစ်လာခဲ့တာကြောင့်နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြတာလည်းဖြစ်ပါတယ် ။အဲဒီနောက်မှာတော့အစိုးရချမ်းချမ်းကအီတလီနိုင်ငံသားနဲ့ဒုတိယအိမ်ဆောင်ချခဲ့ပြီးသမီးလေးနှစ်ယောက်ထပ်မံထွန်းကားခဲ့တာလည်းဖြစ်ပါတယ်။အီတလီနိုင်ငံမှာခေမုံဖြစ်သူနဲ့လိုင်လံနေထိုင်နေခဲ့ကသမီးကြီးမြမိုးကင်းကကိုလည်းသူမစီမှာပဲခေါ်ဆောင်ထားခဲ့တာလည်းဖြစ်ပါတယ်။သမီးလေးမြမိုးကင်းကဟာသူမစီကိုရောက်နေခဲ့တာလေးနှစ်ရှိပြီလို့လည်းဆိုပါတယ်။ငယ်ရွယ်စဉ်ကမိဘနှစ်ပါးလမ်းခွဲခဲ့စဉ်မှာအဆင်ပြေအောင်နေထိုင်ခဲ့တဲ့တမီးလေးဟာအရာရာကိုအသက်အရွယ်နဲ့အမျှရင်ဆိုင်ခဲ့ရတယ်လို့လည်းဆိုပါတယ် ချမ်းချမ်းဟာသမီးလေးကိုတော့2025ခုနှစ်ဇွန်လထဲမှာပဲခရစ်စတန်ဘာသာဝင်အဖြစ်တရားဝင်အသီးမှတ်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။နာမတော်ခံယူခြင်းအစီအစဉ်နဲ့အတူသမီးလေးကိုဖခင်ဖြစ်တဲ့သူမအမျိုးသားကလည်းသမီးလေးကိုစနေတနင်္ဂနွေနေ့တိုင်းဖခင်ကျောင်းကိုပို့ဆောင်ပေးခဲ့ပြီးဖခင်ရဲ့သမီးတော်အဖြစ်ယုံကြည်သက်ဝင်လာအောင်လမ်းညွန်ပြသပေးခဲ့ကြကြောင်းပြောပြထားတာလည်းဖြစ်ပါတယ် အစိုးရချမ်းချမ်းရဲ့ခင်မွန်ဖြစ်သူမိသားစုကလည်းမြန်မိုးကင်းကလေးအပေါ်မှာလည်းနွေးနွေးထွေးထွေးဆက်ဆံပေးခဲ့ကြသလိုလူတိုင်းနဲ့လိုက်ရောညီထွေနေတတ်တဲ့မြန်မိုးကင်းကလေးအတွက်လည်းအစအစအရာရာအဆင်ပြေခဲ့တာလည်းဖြစ်ပါတယ်။တမီးလေးမြန်မိုးကင်းကဟာဖခင်ဖြစ်သူကဗုဒ္ဓဘာသာဝင်ဖြစ်ပြီးမိခင်ဖြစ်သူကခရစ်ယာန်ဘာသာဝင်ဖြစ်တာကြောင့်မိဘနှစ်ပါးစလုံးရဲ့ဘာသာရေးနဲ့ပတ်သက်ပြီးသူမယုံကြည်ရာကိုရှာဖွေခဲ့ကအခုချိန်မှာတော့ခရစ်ယာန်ဘာသာဝင်အဖြစ်ဖခင်သခင်ကိုယုံကြည်ကြောင်းဖွင့်ဟလာခဲ့တာကြောင့် ဖရာရဲ့သမီးတော်အဖြစ်ယုံကြည်သက်ဝင်စွာနဲ့ဝင်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်